အယ်လီဆန်ပေးခဲ့တဲ့အနိုင်သုံးမှတ်နဲ့လီဗာပူးရဲ့အံ့ပွဲစံချိန်တစ်ခုအားလုံးပဲမင်္ဂလာပါရှင်စပော့ကဘာကနေပြန်လဲကြိုဆိုလိုက်ပါရစေပြီးခဲ့တဲ့နေ့မှာတော့လီဗာပူးအသင်းအနေနဲ့ PSC အသင်းကိုအဝေးကွင်းကနေတွားရောက်ရင်ဆိုင်ရင်နိုင်ပွဲတစ်ခုကိုပုံဖော်နိုင်ခဲ့ပြီဖြစ်ပါတယ်ဒီနိုင်ပွဲကိုရရှိလိုက်ချိန်မှာတော့လီဗာပူးဟာအံ့ဘွယ်စံချိန်တစ်ခုကိုရရှိပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ် နီယာဂျီအမ်စတရောဟာလီဗာပူးအသင်းကိုစတင်ကင်တွယ်ခဲ့တဲ့နှစ်မှာပဲအကောင်းဆုံးအခိုက်အတန့်တွေကို ဖန်တီးပေးထားနိုင်ပြီးတော့အခုချိန်မှာလည်းအန်အောဝယ်အကောင်းဆုံးစံချိန်တစ်ခုကိုအတူတကွပိုင်ဆိုင်နိုင်ခဲ့တာပါနီယာဂျီအမ်စတရောဦးဆောင်နေတဲ့လီဗာပူးအသင်းကတော့ဒီဟာဒီအတွင်းမှာပဲအခြားသောကောင်းလာပါတယ်ဆိုတော့ဥရောပချန်ပီယံအသင်းတွေကိုကြည့်ပဲရွေးရွေးပြီးတော့အနိုင်ပိုင်နေတာပါရိုးရိုးအနိုင်ရလက်တွေတောင်မဟုတ်ဘဲနဲ့ပွဲတိုင်းကိုတွင်းကိုတကိုးတောင်ခွင့်ပြုပေးရခြင်းမရှိဘဲနဲ့အနိုင်ယူပြနေတာဖြစ်ပါတယ်။ အနီးကပ်ပြိုင်ဘက်ဖြစ်သလိုမနစ်ကရာသီမှာချန်ပီယံဖြစ်ခဲ့တဲ့အင်္ဂလန်ပရီးမီးယားလိချန်ပီယံဆုရှင်မန်စီးတီးကိုနှစ်ကြော်စလုံးပေးကိုမဲ့နှစ်ကိုပြတ်တွေနဲ့အနိုင်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအပြင်ပြင်သစ်လီဂူးချန်ပီယံ PSG ကို0-1နဲ့အနိုင်ရရှိခဲ့ပါတယ်။နောက်ထပ်လဲစပိန်လာလီဂါချန်ပီယံရီယယ်မက်ဒရစ်အသင်းကို2-0နဲ့အနိုင်ရရှိခဲ့ပြီးတော့ဂျာမနီဘွန်ဒက်လီဂါချန်ပီယံလီဗာကူဆင်အသင်းကို4-0နဲ့အနိုင်ယူပြခဲ့တာပဲဖြစ်ပါတယ်။ တကယ်ကိုကောင်းလာပါပြီဆိုတဲ့တောင်တောင်မြေအသင်းတွေဖြစ်ကြတဲ့ချန်ပီယံတွေကိုပေးကိုမရှိအနိုင်ယူပြနေတဲ့လီဗာပူးကတကယ်ကိုမှထိတ်တန့်အဆင့်မှရှိနေပြီဖြစ်ပါတယ်။ပြင်သစ်လိဂူချန်ပီယံ PSG အသင်းကိုအနိုင်ရယူနိုင်ခဲ့တဲ့ပွဲစဉ်မှာဆိုရင် Armslot ရဲ့နီးစနစ်တွေကအရေးပါခဲ့ပါတယ်။ တကယ်ဆိုရင် PSG ဆိုတာကဒီယာဒီမှာခြေစွာနေတဲ့အသင်းဖြစ်ပြီးတော့တောင်မန်အားတွေကအတော်လေးကိုထိရောက်ကောင်းမွန်နေတဲ့အသင်းမှာဒီလိုအသင်းမျိုးကိုအနိုင်ယူဦးချိုးဖို့လိုလာပြီဆိုရင်တော့ဆလော့ပြဲနီးစနစ်တီကိုပဲကျင့်သုံးပါလို့ဆိုရပါမယ်။ပွဲစကလေးကထင်ထားခဲ့တဲ့အတိုင်းပဲ PSG ကတောက်လျှောက်ဖိအားပေးကစားခဲ့တယ်။တောင်မန်အားတွေနဲ့အတူလီဗာပူးအသင်းကိုဒရက်ဆက်ဖိအားပေးခဲ့ပါတယ်။ဗန်ဒိုက်ဦးဆောင်တဲ့လီဗာပူးခံစစ်ကလည်း PSG အသင်းကိုမျက်စိထောက်ထောက်ကြည့်နိုင်ခဲ့ပါတယ်။မာရင်တန်ချောင်းပြော့ရင်ဖျောင်းဆိုသလိုပဲ အနုနီးနဲ့တမျိုးအကြမ်းနီးနဲ့တစ်ဖုံ PSG ရဲ့တိုက်စစ်ကိုခုခံနိုင်ခဲ့ပါတယ်။ဒီအချိန်မှာအထူးချီးကျူးပြောဆိုရမှာကတော့အယ်လီဆန်ပဲဖြစ်ပါတယ်။သူရဲ့တပါးရီဝါရီနဲ့အတူလီဗာပူးအသင်းကို ပေးကိုမရှိအောင်ဆွမ်းဆောင်ပေးသွားနိုင်ခဲ့တာဖြစ်ပါတယ်။ဂိုးပီးယားဆိုင်ကြီးရှိတဲ့အလုံးတွေကိုလည်းတလုံးပြီးတလုံးပုတ်ထုတ်ကောက်ွယ်ပေးခဲ့တာကလက်ဖျားခါစရာကောင်းလာပါတယ်။ ရန်တိုင်းကိုနာဒီတို့လည်းတာဝန်ကြီးခေါင်းဝင်ခဲ့ရဲဆိုပေမဲ့အဲလီဇန်ကတော့ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆိုတာဘယ်သူမှညင်နိုင်မယ်မထင်ပါဘူး။ဒါကြောင့်လည်းရရှိခဲ့တဲ့အနိုင်ရလက်ဟာအဲလီဇန်ပေးတဲ့အနိုင်ရလက်ဖြစ်တယ်လို့ဆိုရတာပါ။ စွီပါကီပါလို့ဆိုတဲ့အတိုင်းပဲလီဗာပူးအနိုင်ရရှိခဲ့တဲ့တွင်းဂိုးတကူမှာဆိုရင်လေအလီဆန်ရဲ့အမြင်ဆူးရှားမှုကြီးကအမခံပါပဲ။ဖမ်းမိတဲ့ဘောလုံးကိုတိုက်စင်မှုဒါဝင်နူးညက်စ်ရဲ့ပြေးလန်းတဲ့ကိုကွက်တီပေးပို့ခဲ့ပြီးတော့အဲ့ဒီကနေတဆင့်နူးညက်စ်ကလိမ္မာပါနဲ့စွာနဲ့လှည့်ထွေရင်းနဲ့အီလီယော့ရဲ့ပြေးလန်းတဲ့ကိုကွက်တီချပေးခဲ့တာပါ။သူ့ထက်ကောင်းတယ်ဆိုတာဒီတော့မှသူ့လာမကောင်းနိုင်ပဲနဲ့အီလီယော့ကလည်းဂိုသမားရဲ့ပြော့ခွက်ထက်ကိုပိတ်သွင်းယူခဲ့ရရွှေဂိုးဖြစ်ခဲ့ရပါတယ် ။ဒီရွှေကိုအကြောင်းပြောရမယ်ဆိုရင် Amslot ရဲ့နီးစနစ်ပိုင်းကိုမချီကျူးပဲနေလို့မရတော့အောင်ပါပဲ။အနီးသူကိုသွင်းသူတို့ကလူစားဝင်ကစားသမားတွေဖြစ်နေကြလို့ပါလူစားဝင်လာကလေးကနူညက်စ်ကပျက်ကြီးခန်းစစ်ကိုဒရက်ဆက်ဖိအားပေးခဲ့ပြီးတော့ကိုသမားနဲ့တောင်ညိမလို့ဖြစ်ခဲ့ပါလေအီလီယော့ကလည်းကိုသွင်းဖို့အတွက်များအရန်ခုံမှာထိုင်ဆောင်နေသလားလို့တော့မှတ်ရအောင်လို့ကွင်းထဲဝင်လာတဲ့ကိုစားသွင်းတော့တာပါပဲပုံမှန်ချေအောင်ရနေတဲ့မူဆာလာကိုလည်းအပြစ်ပြောလို့တော့မရဘဲနဲ့ခန်းစစ်အသားပြုနီးစနစ်အောင်မှာဒါတွေကဖြစ်တတ်တဲ့သဘောတွေမှုပါပဲ ကြားမဲ့ပွဲကြရင်တော့ကြည်လှပါပြီ။အန်ဖီမီမှာ PSG အသင်းဘက်ကိုမိုဆာလာတေချာပေါက်ဂိုးသွင်းပါလိမ့်မယ်။အမ်စလော့ရဲ့ပထမဆုံးရာသီမှာပရီးမီးယားလိဆူဖလားကြီးနဲ့အတူချန်ပီယံလိဖလားကိုပါအသင်းပြလိုက်တဲ့တခါတည်းထည့်သွားနိုင်မလားဆိုတာကိုရင်ခုန်နေရပြီဖြစ်ကြောင်းတင်ဆက်ပေးလိုက်ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။